ဒဇမလနှစ်ရက်မနက်ပိုင်းမှာရန်ကုန်မြို့ရဲ့လေတုအရေးအသွေးအညွှန်းကိန်းဟာအနည်းရောအဆင့်ဖြစ်နေတယ်လို့ Environment Health and Safety မြန်မာ EHS မြန်မာကထုတ်ပြန်ပါတယ်။ဒဇမလနှစ်ရက်နေ့မနက်၈နာရီခွဲရဲ့ရန်ကုန်မြို့လေတုအရေးအသွေးညွှန်းကိန်း AQI ကအနည်းရောအဆင့်မှာပဲရှိနေပါတယ်။ IQA ရဲ့ဖော်ပြချက်အရလေတုညဉ့်ဉန်းမှုကမ္ဘာအဆင့်17ကိုရောက်ရှိနေပြီးကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့အခြေအနေဖြစ်ပါတယ်။ ဒါကြောင့်အပြင်ထွက်မဲ့ရန်ကုန်မြို့နယ်ပြည်သူတွေအနေနဲ့ PM2.5 ကာကွယ်နိုင်မဲ့ mask တွေမဖြစ်မနေတက်ဆင်သွားလာတဲ့နယ်လို့အကြံပြုကြောင်း EHS မြန်မာကထုတ်ပြန်ခဲ့ပါတယ်။မော်လဲပိုင်းမှာတော့ရန်ကုန်မြို့ရဲ့လေတုညဉ့်ညံမှုအညွန့်ကိန်းဟာ IQA ရဲ့ဖော်ပြချက်အရအဆင့်59ကိုပြန်လည်ရောက်ရှိလာပြီးလေတုအရေးသွေးညွှန်ကိန်း AQI ဟာလည်း66ကိုပြန်လည်ရောက်ရှိလာတာကိုတွေ့ရပါတယ်။လေတုညဉ့်ညံမှုမှာ လေရုထဲမှာမိကုန်တန်ခွေတမျိုးမျိုးဖုံမုတ်မြူကုန်အနက်အသက်ရေကုန်ရင်ငွေတွေဟာရှိတဲ့နဲ့ပမာဏထက်ပိုပြီးများပြားစွာရှိနေတာကြောင့်လေရုအရေးအသွေးကျဆင်းတာဖြစ်ပါတယ်။လေရုရေသွေးညွန်ကိန်း AQI 3ညကနေ90အတွင်းရှိပါကကောင်းပါမီ90ကနေ100ကျားရှိပါကအလဲအလတ်အစဉ်ရှိက101ကနေ150အကျားရှိပါက ထိခိုက်လွယ်သူတွေအတွက်လေရုဟာကောင်းမွန်မှုမရှိဘူးလို့သိရပါတယ်။151ကနေ200အစဉ်ရှိပါကကျန်းမာရေးအတွက်မကောင်းကြောင်း 201ကနေ300အဆင့်ရှိပါကကျန်းမာရေးထိခိုက်နိုင်ကြောင်း301အထက်ရှိပါကကျန်းမာရေးကို အန္တရာယ်ပေးနိုင်တဲ့အဆင့်ဖြစ်တယ်လို့သိရပါဗျ။